ဟောနောက်တစ်ခုကာမေတုပိဿာသာကာမကိစ္စတွေမှာမမယဉ်ရင်လုပ်တယ်သူတော်ဘာတာမယာပြမားတယ်ဆိုတဲ့ပုံကိုယ်တွေအကျဉ်းချင်းထထလုံးလာပြီဆိုလို့ရှိရင်ခုနှစ်တိုင်းပဲငရေတရိษံပြိတ္တာဒီဘဝတွေမှာဖြစ်စင်နိုင်အပေါ်ဆုံးအဖြစ်ကတော့ဘာလဲလူဖြစ်လာလို့ရှိရင် တပတ္တဝေရတံဝတ္တိကောတဲ့သူတွေ့တာနဲ့ပဲရန်လုခံအာလိပြောလိုက်ပြောလိုက်သူမတဲ့တဲ့သူကအလွန်များရန်သူများတယ်ရန်သူတွေကလည်းသူအလုံးလုံးမုန်းနေတယ်ယူရဲယူရဲမှာဟိုနာသွားဒီနာသွားမုံချောင်းရိုက်ခံရတယ်ဟောမုန်းတယ်အလုံးလုံးမုန်းတယ်ဒီကောင်ကြည့်မရဘူးဆိုတဲ့ကောင်နေရှိတယ်လေယူရဲယူရဲမှာ ကြည့်မရဘူးလူတကာကမုန်းနေတယ်အဲ့ဒါလို့လူတကာမုန်းနေတခါတလေအเจ้าမဲ့မုန်းတာရှိနော်လူတွေမှာမကောင်းတာလုပ်လို့မုန်းတာတစ်မျိုးအเจ้าမဲ့အမုန်းခံနေရတဲ့ပုဂ္ဂိုလ်ကတစ်မျိုးရန်သူတအားများတယ်အရာထဲမှာနေမတည့်တဲ့လူတွေများတယ်ရန်သူတွေများတယ်ဆိုတာကာမေတုမိစ္ဆာစာရကျွလွန်ခဲ့တဲ့အမှုရဲ့အပေါ်ဆုံးအဖြစ်ကလေးပါတဲ့ အဆိုးပုံရိပ်ကလေးတစ်ခုလို့ဒီလိုပြောတာနော်ကာမိတုမိစ္ဆာစာရရဲ့အပေါ်ဆုံးအဆိုးပုံရိပ်ကလေးဒီတဲ့ဆိုးကျိုးတွေကခံပြီးငရေကြတယ်ဒိဋ္ဌံဖြစ်တယ်ပြိတ္တာဖြစ်တယ်ဟောအပေလေးပုံဒုက္ခတွေခံပြီဒါကကာတုဆိုင်သုံးခုနဲ့ပတ်သက်တယ်ကဲဝစီဒုစရိုက်တွေချက်ဘုဒ္ဓဘာသာ မူတာဝါဒဆိုတာအမားကိုအမှန်လောက်ပြီးတော့ပြောတာတိတိကြီးနဲ့ပြောင်းပြန်ပြောတာဈေးရောက်တဲ့နေရာမှာလဲမူတာဝါဒတွေရှိတကယ်ပေးရတာက9000တော့ပေးရတာကိုဒါ1000တန်တယ်လို့ပြောပြီးတော့1000ဝဲရအောင်ကြိုးစားလို့ရှိရင်တော့ဒါလိန်ပြောတာခေါ်တာမပြောနဲ့ဗောဒီလောက်ရမှရောင်းနိုင်မယ်ပဲပြောပေါ့ဘလောက်ပေးထားတယ်လို့လိန်မပြောနဲ့ ဒီလိုဆိုလိုတာပေါ့အဲ့ဒီမှာလိမ့်လီပြောချမှုဆိုတဲ့အထက်မှာတချို့ကြတော့ရုံးပြင်ကနာတက်ပြီးတော့လူတယောက်အကျိုးမဲ့သွားအောင်လိမ့်လီတာတွေရှိတယ်လေအဲ့ဒီလိမ့်လီမှုကတစ်ဖက်သားအကျိုးမဲ့ပျက်စီးသွားအောင်ဒုက္ခရောက်သွားအောင်မဟုတ်ဘဲနဲ့လိမ့်ပြီးတော့ပြောတဲ့မုတ္တဝါဒဟာပို့ပြီးတော့အပြစ်ကြီးရမှာတစ်ဖက်သားအကျိုးမဲ့အောင်လှုပ်လိုက်လို့စေတီယမင်းမြေမျိုးသွားတယ်ဆိုတော့အဲ့ဒါ တစ်ဖက်သားအကျိုးမဲ့ဖြစ်အောင်ຢာရုတစ်ခုရရမှာအကြီးနဲ့အငယ်အကြီးကຢာရုရရမှာအဲ့ဒါကိုသူကအကြီးကိုအငယ်လှုပ်ပြီးတော့ပြောတယ်အငယ်ကိုအကြီးလှုပ်ပြောတယ်ဟောပြောင်းမြန်ပြောတာပြောင်းမြန်ပြောတဲ့စေတ္တရာမင်းမြေမျိုးတဲ့အခုခေတ်ဘုဒ္ဓဝါဒသမားတွေဘာလို့မြေကမမျိုးတော့ဆိုအမြေကယွန်းလို့နေမှာပေါ့နော်လိန်နာလည်းများနေပြီလေလိန်နာများတဲ့အခါကျတော့တိတ်ပြီးတော့ဟိုဖီးမဆိုင်နိုင်တော့ဘူးပေါ့ ဒီလိုဖြစ်လေအဲ့တော့ကြည်အဲ့ဒီမူတဝါဒချွလွန်ခဲ့တဲ့ပုံကိုတရားမှာခုနတိုင်းပဲငရေတရိစ္ဆန်ပြိတ္တာပုံမှာဖြစ်တယ်လူဖြစ်လာလို့ရှိရင်အဆိုးပုံရိပ်ကလေးတွေပေါ်လာဘာဖြစ်လဲအဘူတဘက္ခာနာအဘူတဆိုတာမမမကန်အဘက္ခာနာဆိုတာဆွဆွဲခံရတာ မူတဝါဒလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကမမှန်မကန်ဆွဆွဲခံရမှုတွေအချင်းချင်းခုခေတ်မှာလည်းရှိတယ်မမှန်မကန်ဆွဆွဲခံရပြီးတော့ဖန်ခံရတယ်ထောင်တန်းကြတယ်ဟောတကယ်ကတော့ तू လုံးထာမဟုတ်ဘူး तू မလုပ်ပြီမဲ့လို့မာရင်ဖန်မာရင်ထောင်ချတာမျိုးတို့ဒါမျိုးတွေကရှိတယ်နိအဲ့ဒါဟာ ။တမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဟိုဘွားတို့ကကိုယ့်ရဲ့ကိုယ်လိန်ခဲ့တဲ့အကျိုးကျေးဇူးတွေပဲ။လိန်ခဲ့တဲ့မုသာဝါဒရဲ့အပေါ်ဆုံးအပြစ်ပဲလေဒါ။မတရားဆွဆဲမှုတွေဖြစ်လာ။ဘာပဲဖြစ်ဖြစ်သူ့ပဲထင်ခံရတာဟာ။ကောင်းကောင်းနေလေသူအဆိုးထင်ခံဒီလိုဟာမျိုးတွေဖြစ်တတ်တယ်တဲ့ဒါမူတော်ဝါရရဲ့အပြစ်ဟောနောက်တစ်ခု ပိတုနာဝါစာတယောက်နဲ့တယောက်မတက်အောင်လို့တချို့ကတုံမီရှုံမီလို့လူတယောက်ကတတွဲတွဲလုံနေလို့ရှိရင်တယောက်နဲ့တယောက်အထင်မြင်လွဲသွားအောင်မတက်အောင်ဝင်ပြီးတော့တတ်ရှုံတယ်ဆိုတာလို့တယ်ဂုံချောတယ်ပိတုနာဝါစာလို့ခေါ်အဲ့ဒီပိတုဏဝါစာအလုတ်ကိုအပျော်အဖြစ်လုံးနေတဲ့ပုဂ္ဂိုလ်ကြီးနောက်ဆုံးကျတော့ဘာလို့ငရဲတရိစ္ဆာန်ပြိတ္တာဆိုတဲ့ဘဝတော့မှာရောက်တယ် သူ့ရဲ့အပေါ်ဆုံးလို့ဆိုတဲ့အစိုးပုံရိပ်ကဘာလဲလဲဆိုကြည့်လေခုခေတ်မှာလူတယောက်ဟာဘသူနဲ့ပဲဖြစ်ဖြစ်အပေါင်းသင်းဖြစ်ရင်ခဏပဲပြီး क्वे သွားကြမှမတဲကြဘူးတဲ့တဲ့ရင်တလားနှစ်လားပဲပြီး क्वे ကြပြန်ခဏခဏ क्वे ကြအဲ့ဒီခဏခဏကွဲတာဟာအကောင်းကွဲမဟုတ်ဘူးတဲ့အရင်တော့ကသူများကိုကွဲအောင်လုပ်ခဲ့တဲ့ ကံကြမ္မာတွေရဲ့ပုံရိပ်တွေပေါ်နေတာဘယ်တော့ဖြစ်ဖြစ်မိတ်ဆွေအပေါင်းအသင်းတွေကခွာပြဲသူနဲ့အမြဲတမ်းခွာပြဲအပေါင်းအသင်းတွေကရှောင်းကုန်ကြမတည့်ကြဖြစ်ကုန်ကြဘာလေးတွဲလိုက်တွဲလိုက်ကွဲပြန်ပြီဘယ်နေရာတွဲလိုက်တွဲလိုက်ကွဲပြန်ပြီဆိုတဲ့ဟာတွေကအတိတ်ဘဝတုန်းကကိုလုတ်ခဲ့တဲ့အဆိုးရဲ့ပုံရိပ်တွေပဲလို့ ဒီလိုမှတ်သားကြရမယ်ဒါမြတ်စွာဘုရားဟောခဲ့နော်မိတ္တိဘေဒနတံဝတ္တဏိကောအပေါဆုံးအပြည့်မိတ်ဆွေပေါင်းတဲ့နေနဲ့ဝဲရတယ်ဒီလိုဆိုလို့လားအဲ့ဒီအကွဲပြဲတွေကတော့ဗမာပြည်မှာတလောက်မပေါ်သေးဘူးအနောက်တိုင်းတွေမှာကျတော့ဇနီးမောင်နှံ divorce လုပ်တာတွေအမြဲတမ်းများကွဲကြတယ် အဲ့ဒီအကွဲတွေဟာလည်းပဲဒီမုသာဝဒီပိတုနာဝါစာရဲ့အကျိုးဆက်တွေပဲဖြစ်လာနော်အကျိုးဆက်တွေဖြစ်တာပဲ꽌တယ်ตาဖာချင်း꽌တယ်ညီကိုမောင်နှမချင်း꽌တယ်ဟော꽌အကွဲဆက်လန်းခင်းတာမတည့်ကြဘူးတဲ့ညီညွတ်မှုမရှိကြဘူးတဲ့ဒီလို꽌တယ်အဲ့ဒါဟာပိတုနာဝါစာရဲ့ပေါ်ဆုံးဖြစ်ပါတဲ့ ောနောက်တစ်ခုကဖရူတာဝါစာဘယ်တော့မှချိုးချိုးသားသားသူများကိုမပြောတတ်ဘူးချိုးချိုးသားသားမပြောတတ်ဘူးဆိုတော့တချို့ကနှုတ်ကြီးချိုးနေတာလည်းရှိနော်ငယ်ငယ်တုန်းကတော်ရွာကခုံကြီးကြီးတပါနှုတ်ချိုးတာကိုယ်တိုင်လည်းတွေ့ဘူးတယ်ပေါ့ဘယ်သူဖြစ်ဖြစ်သူနဲ့ယဉ်နေတဲ့ပုဂ္ဂိုလ်တွေ့လို့ရှိရင်နှုတ်ဆက်တာဟာကောင်းကြီးမသေးသေးဘူးလားဆိုနှုတ်ထက်နော် မသေးသေးဘူးလားတဲ့သူနှုတ်ဆက်ထားတေခိုင်းနေတာကြာအဲ့ဒါလို့ဆဲပြီးတော့နှုတ်ဆက်တတ်တယ်ချို့အမြဲတမ်းချမ်းသာတဲ့စကားရိုင်းပြတဲ့စကားပြောတယ်ယဉ်ကျေးလိမ့်မာတဲ့စကားဘယ်တော့မှမပြောဘူးဒါကို fruit of wasa လို့ခေါ်တယ်ဆဲတယ်ရေးတယ်ရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်တချို့ကထမင်းစားတာထမင်းစားတာတောင်ဆောင်းအောင်ပြီးတော့ကဲမြူချဆိုးချလို့လှုပ်တာရှိသေးတယ်เนาะ မျိုးဟက်ဆိုးဟက်ကောင်းကောင်းမွန်မွန်စားပါလေဘယ်နဲ့မျိုးခိုင်းနေဒီလိုဟာမျိုးတွေကလည်းရှိသေးတယ်နော်အဲ့တော့နှုတ်ချမ်းတဲ့ဟာတွေကြတော့တချို့အိမ်တွေမှာနှုတ်ချမ်းတာတွေကြားနှုတ်ချမ်းတာတွေကြားအဲ့ဒီနှုတ်ချမ်းတာကိုအကုသိုလ်လို့မထင်ဘူးဒူးဆိုင်လို့မထင်ဘူးကိုယ်အကျင့်ကြီးတစ်ခုလို့ထင်တယ်အဲ့ဒီဒူးဆိုင်ကလည်းအကျိန်ပေါင်းများစွာဖြစ်လာလို့ရှိရင်အပင်ငယ်ရဲ့တရိစ္ဆာန်ပြိတ်တာဖြစ်စေနိုင်တယ်တဲ့နော် ။နောက်ဆုံးသူ့ရဲ့အဆိုးပုံရိပ်ကဘာလဲလို့ဆိုရင်လူဘွားရောက်လာပါပြီတဲ့အပေါ်ဆုံးအပြည့်တည်းကဘာလို့ဆိုရင်စိတ်ချမ်းသာစရာစကားဆိုတာဘယ်တော့မှမကြားရဘူးတဲ့သူ။သူ့လာပြောတာတွေဆင်းရဲမဲ့စကားတွေကြီးပဲဒါမကြောက်ဝမနာတာတွေပဲပြောခံ။ဘယ်တော့မှဒီစိတ်နှလုံးအေးချမ်းမဲ့စကားသံမျိုးမကြားရဘူးတဲ့သူ့ရဲ့ပတ်ဝန်းကျင်ဟုတ်တယ်တချို့အိမ်တွေမှာဆဲဆိုးနေကြတာပဲအရက်ထဲမှာเนาะ ချိုးချိုးသာသာပြောတာမရှိဘူးအဲတချို့မိသားစုတွေကျတော့လေဒီလိမ္မာကြတယ်ယဉ်ကျေးကြတယ်သာမိသားဖယဉ်ကျေးကြီးပြောကြဆိုကြတယ်ဒီလိုဟာတွေလည်းရှိတာအေးဆဲဆိုပြီးတော့ရိုင်းဆိုင်ဆိုင်ပြောနေတာတွေလည်းတွေ့ဘူးတာအဲ့ဒါကဘာလို့တော့ဆိုဖရုသဝါစာရဲ့အကျိုးတွေပဲတဲ့အစိုးပုံရိပ်တွေဟာအမနာပတ်တတ္ထတန်ဝန္တဏီကော ကိုယ်စိတ်ထဲမှာမကြိုက်တဲ့အတန်လေးကြီးပဲကြားငယ်ငယ်လေးတဲ့ဟုတ်လားအမေဖေရတောင်မှပဲငါသားလို့ဘယ်တော့မှမခေါ်တေနာကောင်လေးဟောတေနာကောင်လေးလို့ခေါ်ခံရတာလေဒီတေနာကောင်လေးကမတေနိုင်သေးဘူးတဲ့ပြောတာခဲ့ဟောအဲ့တော့သူ့အနေနဲ့ကတော့သားလို့ခေါ်တဲ့အတန်ကြားကုန်ကြဘူးတခါမှာ မွေးလာတဲ့အသေးနာကောင်ပဲခေါ်ခံရှိတယ်အဲ့ဒါမျိုးတွေနော်မရှိဘူးမဟုတ်ဘာဖြစ်လို့သူသေးနာကောင်လို့ခေါ်ခံရတာလဲဆိုဟိုဘွားတို့ကသုဒ္ဓဝါစာသူလောက်ခဲ့တာလေဒါကြောင့်မို့လို့ချိုးတာတဲ့စကားဆိုဘယ်တော့မှမကြအောင်အဲ့ဒီချိုးတဲ့ကာရကမတွေလည်းပြောကြတယ်အိမ်ကဟာကြီးတဲ့ဟောချိုးရတာမပြောနော်အိမ်ကဟာကြီးလို့ပြောတယ်ချိုးတာမှုမရှိကြဘူးပေါ့ အဲ့ဒါလို့ချိုးချိုးသားသားမပြောတတ်တဲ့အလေးတစ်ခုဟာလည်းပဲဒုစရိုက်တစ်ခုပဲလို့ဒီလိုမှတ်သားထားတယ်။ဘာပဲဖြစ်ဖြစ်ချိုးသားတဲ့စကားနဲ့ရင်ကြီးကြီးပြောတတ်ဖို့ဆိုအရေးကြီးတယ်တဲ့။နောက်တစ်ခုကဘာလို့ဆိုရင်တန်ဖတ်ဖလာပါတဲ့အကျိုးစီးပွားကိုပျက်စီးစေတတ်တဲ့အပြောမျိုးတွေ။ဘာတွေတော့ဆိုတရားလက်လွတ်အပြောတွေ တရားနဲ့ဆန့်ကျင်တဲ့အပြောတွေလောကအကျိုးတန်တရားအကျိုးဘာမှမရှိတဲ့အကျိုးမဲ့ပျက်စီးစေနိုင်တာတွေကိုပြောတယ်အဲ့ဒါကိုတန်ဖပ္ပလပလို့ခေါ်တယ်အဲ့ဒီတန်ဖပ္ပလပကလည်းအဲ့ဒီလိုတန်ဖပ္ပလပပြောနေတာဟာဒုစရိုက်ပဲအဲ့ဒီဒုစရိုက်ကိုကျွလွန်ပြီဆိုလို့ရှိရင်ငရဲတရိษံပြိတ်တာဟောဒီပုံဒီမှာဖြစ်စေနိုင်တယ်သူရဲ့ဆိုးကျိုးအေးလူဖြစ်လာလို့အပေါ်ဆုံးအပြစ်နေနဲ့ အဆုံးပုံရိပ်ကဘာလဲလို့ဆိုရင်အနာဒေယဝါစတံဝတ္တနိကောအရာထဲမှာရှိပါလိမ့်မယ်သူဘာပြောပြောဟဲ့မင်းတို့လူစကားမပြောနဲ့ဟောဒီလိုပြောခါပိတ်ခါသူစကားဘယ်သူမှနားမထောင်ရည်စရာဖြစ်ဘာပြောပြောသူစကားဘယ်သူမှအလေးနဲ့မထောင်အဲ့ဒီလိုအနာဒေယဝါစဘယ်သူမှ စိတ်ထဲမှာမမတ်နားမထောင်ခြင်းနဲ့စကားရှိတဲ့ပုံကမျိုးဖြစ်တတ်တယ်ဒီလူကိုအယူအနှံအသုံးမကျတဲ့လူအနေနဲ့ထားပြီးအရက်ထဲမှာသူပြောရင်ဘယ်သူမှနားမထောင်ဘူးဟာအဲ့ဒီလိုပုံကမျိုးတွေဟာတန်ဖတ်ပလာပါဆိုတဲ့ဒုစရိုက်ကိုကျူးလွန်ခဲ့တဲ့အတွက်ကြောင့်အဆိုးပုံရိပ်တွေပေါ်နေတာလကားသားဖြစ်တာမဟုတ်ဘူးဆိုတန်ဝေကယူချဖို့ပေါ့ဟော ဓာတုစရိုက်9ပါးပြီးသွားမြတ်စွာဘုရားကဖြည့်ဆွပြီးတော့ဟောထားတာသူရာပါဏသူရာမေရယပါဏအယတိစာမူရစေတတ်တဲ့အရာတွေအကုန်လုံးပင်ကိုစိတ်ပြောက်သွားပြီးတော့မူရပြီးတော့စိတ်တမျိုးဖြစ်လာစေတတ်တာစိတ်ကိုကြွစေတာစိတ်ကိုထစေတာဆိုတဲ့မူရစေဝါဘယ်ဟာပဲဖြစ်ဖြစ်ပဂရိစိတ်ပြောက်သွားတဲ့ မွေးရစေတတ်တဲ့ပစ္စည်းကိုအသုံးပြုတယ်အချိန်ချိန်ထက်ထက်လောက်လာပြီဆိုလို့ရှိရင်အဲ့ဒီသူရမေရယာကဘယ်မှာဖြစ်စေနိုင်တာတော့ဆိုငရဲတဲ့တရိษံနဲ့ပြိတ်တာတဲ့အဲ့ဒီဘုံတွေမှာဖြစ်စေနိုင်တယ်တဲ့ဟုတ်ပြီကုသကံအကျိုးပေးလို့လူဘဝရောက်လာရင်ဘယ်လိုလူမျိုးလာဖြစ်တော့ဆိုအပေါ်ဆုံးအပြည့်နေတဲ့သူ့ရဲ့အဆိုးပုံရိပ်ကလူဘဝမှာနားပေါ်တာဘယ်လိုဟာပုံလို့ဆို ။ဩမတ္တကတာဝတ္တဏီကောမွေးလာကြတဲ့ကအယူအနှမ်းပဲဖြစ်တယ်။အေးခုဘဝဆေယောဂါတွေဖြစ်ပြီးယူနှမ်းသွားတာတွေကိုသွားပြီးတော့ဟိုဘာကြောင့်ယူတယ်ညာကြောင့်ယူတယ်ဘယ်သူကဖန်းစားလို့ဘယ်သူကပြုစားလို့လို့ပြောနေနဲ့သူရမေရယာရဲ့အကျိုးဆက်ကိုခံနေရတာလို့ဒီလိုသာမှတ်ပြီ။နော်။အယူဖြစ်တယ်။အယူရင်လားလို့ဆိုမဟုတ်ဘူး။ကြက်မပြည့်တဲ့လူနော်။ အယူအနှံဒီကြက်မပြေဘူးအတိညာမရှိဘူးအဲ့ဒီလိုပုံကုမျိုးတွေဖြစ်လာနိုင်တယ်လို့ဒါမြတ်စွာဘုရားကအပေါ်ဆုံးအပြစ်တဲ့အဲ့ဒါဒါကြောင့်မို့လို့ဒုစရိုက်ရဲ့အကျိုးအဆိုးပုံရိပ်တွေဟာလူသားတွေထဲမှာလာပြီးတော့ပေါ်နေတယ်လူဘဝမှာရှာဖွေပြီးတော့တွေ့ရအခုပြောနေတဲ့အထဲမှာအသက်တော်တဲ့လူတွေလည်းတွေ့ရတာပဲစီးပွားဥစ္စာခဏခဏပြတ်တဲ့လူတွေလည်းတွေ့ရတာပဲ ရံများတဲ့ပုံကိုယ်တွေလည်းတွေ့ရတာပဲမတရားဆွဆွဲခံရတဲ့ပုံကိုယ်တွေလည်းတွေ့ရတာပဲမိတ်ဆွေပေါင်းသင်းနေနဲ့ခဏခဏ क्वे ပြဲတဲ့ပုံကိုယ်တွေလည်းတွေ့ရတာပဲဘယ်တော့မှချိုတာတဲ့စကားသံဆိုတာမကြားရတဲ့ပုံကိုယ်မျိုးတွေလည်းတွေ့ရတယ်သူစကားဘယ်သူမှအလေးနဲ့ထားမှတ်သားခြင်းမခံရတဲ့ပုံကိုယ်မျိုးတွေလည်းတွေ့ရအယူတွေဆိုတာလည်းတွေ့ရနော်ဂျွာသာကြီးပို့ထားတဲ့အယူတွေလည်းပါမှာပေါ့နော်အကြောင်းမျိုးမျိုးတွေမှာအဲ့ဒီမှာ ရှေ့တုန်းကတော့တရားကလေးပေါ့အခုတော့ရွာသားကြီးဖြစ်သွားအဲ့ဒီမှာဒီလိုဖြစ်ရတာဟာအကြောင်းမဲ့လားလို့ဆိုတော့မဟုတ်ဘူးအကြောင်းရှိတယ်ဒါတွေဟာဒုစရိုက်အကျိုးအစိုးပုံရိပ်တွေပေါ်နေခြင်းပဲဖြစ်တယ်လို့ဘုန်းကြီးတို့တွေသင်္ကန်းစာယူပြီးတော့အေးတို့တွေဒီဒုစရိုက်တွေမကျွလွန်မိအောင်တို့တွေတတိထားကြရမှာဖြစ်တယ်တတိထားပြီးတော့ရှောင်းကြဉ်မှသာလဲအခုလို့ဆိုးချိုးတွေနဲ့တို့တွေဟာလွတ်မှာဖြစ်တယ်လို့ ကိုစီကိုစီသဘောချပြီးတော့ဒုစရိုက်တရားတွေကိုရှောင်ရှားလို့ဒုစရိုက်တရားတွေကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း